မင်္ဂလာပါခတိတက်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမောကုံမိုမိတ်ကိုစစ်တပ်ထံပြန်လွှဲပေးလိုက်ရမှုကြောင့်နင်နာသူများကိုတောင်းပန်ပေးမိဆဲလိုသူများကိုနာနာဆဲကြရနေမောကုံကိုပြန်လဲသိမ်းယူမှုမြင်တွေ့လို့ဟုတရားလန်လီမှာပို့ချောတာဖုံးကျော်ပြောဆိုသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ် တဆန်နဆက်ခွန်ဆက်စင်ရင်အတွင်းသိမ့်မိုက်ထားသည့်မွေးကုံမုံမိကုံစစ်တပ်ထံပြန်ပေးလိုက်ရမှုကြောင့်နေနာသူများကိုတောင်းပန်ပေးမိဆဲလိုသူများကိုနာနာပြီးဆဲချရန်နေမွေးကုံကိုပြန်လဲသိမ်းယူမှုမြင်တွေ့လို့ကြောင့်တောင်းတီရလန်လီမှပူချုပ်တာဖုံးကျော်ကလူမှုကွန်ရက်မှတဆင်ထုတ်ပေါ်ပြောဆိုလိုက်ပါသည်နိုဝင်ဘာလ29ရက်နေ့တရုတ်အကြောင်းဝင်ဆစ်ဆက်မှုဖြင့်တီယန်လက်လီနဲ့စစ်တပ်သူအကြောင်းအပြည့်အခက်ရစဲခဲ့ပြီးမိုကုံနဲ့မိုမိတ်တို့ကိုစစ်တပ်ထံပြန်လည်လွှဲပေးရန်သဘောတူညီခဲ့ကြောင်း ရင်းနောက်နိုဝင်ဘာလ29ရက်နေ့မှာမိုးကုံမြို့အတွင်သို့အတမတ်စစ်တပ်ကဝင်ရောက်လာခဲ့ကြောင်းမိုးကုံနဲ့မုံမိတ်တို့ကိုပြန်လည်ပေးအပ်လိုက်ရမှုအတွင်နေနာသူများကိုတောင်းပန်ကြောင်းတို့ရမှာမိုးကုံမတအောင်ပြည်နယ်အတွင်ပြန်မာရေးကြိုးပမ်းမိဖြစ်ပြီးမိုးကုံမြို့မှာနှစ်ပေါင်းထောင်ကျည်ကတည်းကတအောင်လူမျိုးတို့တည်လာသည့်မျိုးဖြစ်ကြောင်း၎င်းကဆိုပါတယ်ပထမဆုံးတကယ်ပေးဆက်နေတဲ့သူတွေကိုတောင်းပန်ကြပါတယ်ရင်းနဲ့လှိုက်လှိုက်လဲလဲနာကျင်ရတာမို့အနုအညွတ်တောင်းပန်ပါတယ်တအောင်နိုင်ငံရေးနဲ့ပန်းနိုင်တဲ့ကူဟာ မောကုံမျိုးကိုတအားပြည်နယ်ထဲပြန်မအောင်ကြိုးပမ်းရေးဖြစ်ပါတယ်။ရှေးရက်ခေတ်နှစ်ပေါင်းထောင်ချီကလေးကတအားလူမျိုးတို့တည်လာတဲ့မောကုံမောကုံဟာတအားလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ရည်မှန်းထားပါတယ်။အခုတော့လက်ထဲရောက်တဲ့ကိမှုကိုမစားရဘဲပုတ်ချခံလိုက်ရတဲ့လူမျိုးအသေးကွဲရပါတယ်။ကံမကုံသိရင်တော့စူးစမ်းသူတွေအတွက်ရလက်ရှိစမြဲမှုယုံကြည်ပါတယ်ဟု TNL မှာဗိုလ်ချုပ်တာဖုံကျော်ကဆိုပါတယ်။ မကုန်းနဲ့မုံမိတ်တို့ကိုစစ်တပ်ထံတို့ပြန်လည်ပေးရတဲ့အတွက်တစ္ဆာပါဟုပြောနေသူများကိုတေချာပြန်လည်တုံ့တက်စေခြင်းကြောင့်နှွေဦးတော်လည်ရေးမှ10နှစ်ကျော်တိဆောက်ခဲ့သည့်အရင်အမြင့်များနဲ့အကောင်းဆုံးပံမိုးပေးခဲ့ကြောင်းလက်သုံးချောင်းထောင်သူများကိုလှဆိုင်စံထောင်ကြီးပိုင်းကျွေးမွေးမြစ်တင်ပေးခဲ့ကြောင်း3နှစ်နဲ့4နှစ်သားကာလအတွင်းအင်အားထောင်ကြီးပေးဆက်အရင်ပြုပေးခဲ့ကြောင်းလက်နက်အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့ကြောင်းအာနာရှင်နယံကိုကောင်းဖြစ်ဝင်တိုင်း၍ဥကောင်းမှတည်မလောက်တွေးချင်းနေရနေကြောင်း ဗမာကဒီဒီခေါ်တဲ့ဖြင့်မိယာအရှင်ဖြင့်လိုက်ဖို့ကြိုးပမ်းခဲ့ရကြောင်း၎င်းကဆိုပါတယ်တကယ်တကယ်တစ်စနစ်ဆက်ကွန်လို့တော့ဘယ်ဒီဒီကမှလက်တွေ့ပါမလာပင်နောက်ဆုံးကိုပဲထိကြံစွာရွာကအိမ်သူတွေပါလင်းရင်ပုံနဲ့တင်ခဲ့ကြရတဲ့ရမတ်တွေတပြန်ပြန်ကွယ်အသက်နှလုံးနာကျင်ရပါတဲ့ကြည်မရှိဘတ်ဂျက်မရှိတေးစရာလူသူနေလာတော့မိုးကုတ်မိုးမိန်နဲ့ညှိပြီးအပြည့်ရရတဲ့ပွဲကမပြီးသေးပါဘူးဒါပေမဲ့အစဲတွေကဆုံလွန်လာပါတဲ့အိုကွယ်မင်းတို့ကိုကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေ မိုးကုတ်ကိုပြန်သိမ်းနာမြင်ခြင်းစမ်းပါတယ်။ဒုကိုဆဲလို့မောရင်ဖြင့်နာနာပြီးဆဲပြီးတော့ဆက်နာစင်ကိုလည်းနာနာပြီးတိုက်ပါလေလို့၎င်း၏လူမှုကွန်ရက်မှာဆက်လက်ရေးသားထားပါတယ်။တော်လန်ရေးအတွက်တီယန်လန်လေးကအမြဲတကားဖွင့်ထားမှာဖြစ်ပြီးလိုအပ်လျင်လာရောက်နောက်ကိုနိုင်ကြောင်းတီယန်လန်လေးမှာပို့ချတာဖုန်ကြားကရေးသားထားပါတယ်။ တဆန်နဆက်ကွန်ဆက်စင်ရဲ့အတွင်းတီယန်နန်လီကောင်မိုးကုတ်တီဘောကြောင့်မင်းနောင်ချုံမိုင်းလုံးမိုင်းငော့မိုးမိန်နန်ဆန်မန်တုံကွတ်ခိုင်နန်ခမ်းနမသူမျိုးများကိုတိမ်မန်ရရှိထားခဲ့ပြီးစစ်တကားကြောင့်မင်းနောင်ချုံတီဘောကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်ဒါအပြင်တီယန်လန်လီကမိုးကုန်းနဲ့မိုးမိတ်မျိုးများကိုဆွန်လွန်လိုက်ကြောင်းမိုင်းလုံးမိုင်းငော့နန်ဆန်မန်တုံကိုခိုင်းနန်ခမ်းနဲ့နမသူမျိုးများသာတီယန်လန်လီလက်ထဲမှာစက်ရှိတော်မူဖြစ်ပါတယ်ရှင်။ဆလဘင်း မောရမျိုးအသိခံရမှုနဲ့ဆင်းရဲဆုံးတဲ့မှုများကြောင့်ကံယူဒန်တိုင်းမှုပုံမှုကြော့ကြော့ကြော့ဟန်ပြင်းပြင်းထန်ထန်တရီပေးခံရဆွေတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။တရင်တိုင်းတိုင်းတရင်တိုင်းမျိုးနဲ့မောတောင်မှာတော်လန်ရေးတံများသိမ်းမိုက်ခံရမှုနဲ့ဆင်းရဲအယောင်အရှုံးများစွာကြုံနေရမှုတို့ကြောင့်ကံယူဒန်တိုင်းမှုပုံကြော့ကြော့ကြော့ဟန်ကနေပြည်တော်စီအောင်ကပြင်းပြင်းထန်ထန်တရားဝင်တရီပေးမှုလှုပ်ဆောင်ခဲ့ကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြင့်နဲ့စီရီယံပေါ်ကြီးစင်ဟောကပြောဆိုပါသည်။ နိုဝင်ဘာလ14ရက်နေ့မှာ KLLA ဦးဆောင်သည့်တော်လရင်တပ်များကတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မောဒါမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်မှ43ဦးနှင့်လက်နက်ခဲယံအများပြားကိုတော်လရင်တပ်များကတင်စီရရှိခဲ့ပါသည်မော်ဒါမျိုးတိမ်မိုက်ခံရပြီးနောက်စီးရဲအတွက်အဓိကတာဝန်ရှိသည့်ကယ်ယူဒန်တိုင်းမှဘုံမှုကျောက်ကျောက်ဟန်ကုန်နေပြည်တော်စင်ယုံကဒုစိန်လွားတင်များခိုင်းပြီးနေပြည်တော်စင်ယုံကတိုင်းမှုဘုံကျောက်ကျောက်ဟန်ကိုတရားဝင်တတိပေးလာကြောင်းသိရှိရပါသည် သူကကစားထလေညဝင်းဆွေလောင်းနေတဲ့ဇလန်းပြတ်သွားတဲ့အနေအထားမျိုးရှိမင်းသူကမောဒောင်ကိုပြန်ယူပေးရမယ့်အနေအထားရှိမင်းမောဒောင်ရဲ့ထီခီတို့မင်းသမီးစကန်တို့ပေါင်းအဲ့ဒီလိုနဲ့ဆက်စကန်တွေကိုစင်ရင်အရာစည်ရင်းအရာပြန်ယူပေးရမယ် တနင်္လာနေ့ကံရိုးတန်းဒေတာတိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာသူတို့ရဲ့တရားမဝင်ရွေးကောက်ပွဲ၃ရက်လုံးကိုလုံခြုံရေးအာမခံပြီးတော့လုပ်ပေးရမယ်ဆိုတဲ့အနေအထားမျိုးနဲ့မိကိုရောက်လာတာဖြစ်လိမ့်မယ်လို့မှန်းစာပါတယ်။တိုင်းမှုဗိုလ်ချုပ်အဆင့်ဆိုတော့ခေါ်ပြီးတော့တတိပေးတဲ့တဘောပေါ်တော့တတိပေးလိုက်တဲ့တဘောပေါ်ဘောကျောက်ကနေရာသူဆက်တက်ဖို့ကတော့မင်းအောင်လိုင်ပေါ်မှာပဲမူတည်တဲ့ဆယ်ဆောင်ကြီးဆုံးပေမဲ့ပြန်ပြီးတော့တိုက်နိုင်ခဲ့တဲ့တမ၈၈တို့စာအခ27တို့တောင်မှပဲ တဆင်းမြင့်ရာလူတွေယာရီတာဆိုတော့သူကနေဆက်စခန်းတွေကိုပြန်ယူပေးမယ်ဆိုရင်တော့ယာတို့တည်မြဲမဲ့အနေအထားရှိနေတကယ်တမ်းသာဆိုရင်တော့နာမခါကမျိုးမင်းထွေးလို့လို့ဆိုရင်တော့ချက်ချင်းဖြုတ်ပြီးပေါ့အခုရသူကနေနေကြောင်းအုပ်ကြီးလဲလုခဲ့တာဆိုတော့မင်းအောင်လိုက်နေနေလေးကြည့်ပြောရှုပြောဖြစ်တဲ့အနေအထားမျိုးပေါ့နော်လို့စီရီယံဖို့ကြီးစင်ဝါကပြောဆိုပါတယ်ကံယူတဲ့နိုင်မှုဖို့ကျော်ကျော်ဟန်ကိုနေပြည်တော်ကခေါ်ယူတတိပေးသည့်အကြောင်းရင်းများကို အကောင်လ25ရက်နေ့တနင်္သာရီတိုင်းပေါ်ပြင်းမြို့အခြေဆိုင် MS 73ဆက်စင်ရဲ့ကွက်ကဲမှုဌာနချုပ်မှဒုတိယစာကခါမှုပုံမှုကြီးမျိုးတန် KLLN ဤတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့မှုဒါအပြင်မေလ9ရက်နေ့ကလည်း ိုင်းမြန်မာနယ်စပ်ရှိထိခိပြူဟာကိုစစ်တပ်ကလက်လွတ်ခဲ့ရပြီး KNL ထံတိမ့်မိုက်ခံခဲ့ရမှုများပါဝင်ကြောင်းသိရှိရပါသည်။နေပြည်တော်စစ်ဘက်တရင်ရှင်မြေကကံယူရန်တမ်းမှုပုံမှုကြောကြောဟန်မှစစ်ကောင်းဆောင်မြောင်လိုင်းကိုတစ္ဆာခံသူဖြစ်သည့်အပြင်ရခိုင်တိုင်းရင်းသားလည်းဖြစ်ခြင်းကြောင့်စစ်ကောင်းဆောင်ကသဘောကျသူဖြစ်ကြောင်းပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးအေယာဝတီမြို့နယ်မှာခမရ35တရင်ဤအထိုင်ကိစ္စကံကိုတော်လန်ရေးပူပေါင်းတပ်များကတိုက်ခိုက်မိဆွေဆစ်လင်းမှုစစ်သား9ဦးသေဆုံးပြီးလက်နက်နှစ်လက်နဲ့ခရဲများတင်စီရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပကောနိုင်တာယာဝတီမြို့နယ်မှာခမရ35တရင်ဤအထိုင်ကိစ္စကံကိုတော်လင်ရေပူပေါင်းတပ်များကတိုက်ခိုက်မိဆိုဆင်းလင်းမှု79ဦးတင်ဆောင်ပြီးလက်နက်နှစ်လက်နဲ့ခရဲများတင်စီရရှိကြောင်းတာယာဝတီခရိုင်တရင်3000နှစ်တခွဲနေမှာဗိုလ်တင်တိုက်ကပြောဆိုပါတယ် နိုဝင်ဘာလ30ရက်နေ့နနက်7:30မိနစ်အချိန်ပဲခူးတိုင်းတာယာဝတီမြို့နယ်လက်ဥကုံလန်မတ်တော်တရက်ကုန်းပြည်တော်တောင်ကြောက်တွင်းကျေးရွာများသို့သွားလာရာလမ်းဆောင်ရှိခမရ35တရင်ကလာရောက်ထိုင်ချထားသည့်စစ်တပ်ကစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဂျင်းတို့တိုက်ခတ်မှုအတွင်ထိတွေ့တိုက်ပွဲတနားခံဖြစ်ပွားခဲ့ပြီးစစ်တပ်ဗမာ9ဦးတေဆုံးကြောင်းလက်နက်နှင့်ခရံများတင်စီရရှိခဲ့ပြီးနောက်ရင်းကစကန်ကိုမိရှုရှင်းလင်းခဲ့ကြောင်းသိရပါသည် တနာတော့ဂိတ်ကိုမီဆိုဆင်းလင်းနိုင်ခဲ့ပါတယ်။အဲ့ဒီဂိတ်ကိုတော့စတက်ကပြန်ဝင်ပြီးအထိုင်ချတာမျိုးမတွေ့ရသေးဘူး။ပြည်သူတွေအနေနဲ့စည်ရဲအခြေအနေတင်မာနေတာစတက်ကရွေးကောက်ပွဲကျင်းပဖို့လှုံ့ဆော်နေတာကြောင့်စတက်နဲ့ဝေယာမာနေချဖို့အတိပိတ်တိုက်တွန်းကျင်းပတယ်ဟုတာယာဝတီခရိုင်တန်ရင်၃၈၃ညနဲ့တခွဲနေမှာဗိုလ်တင်တိုင်းကပြောဆိုပါတယ်။အဆိုပါစစ်တပ်ကစကန်ဆင်းလင်းနိုင်ခဲ့သည့်စစ်စင်ရေးမှာစစ်တပ်ထံမှကားပိုင်တလန် MA1 တလန်9.56ကြီး150တောင်းနဲ့မိုဘိုင်းဖုန်းနှလုံးတင်စင်ရရှိခဲ့ကြောင်းသိရပါတယ်။ စစ်တပ်ကစကန်းစစ်စင်ရေးကုန်၊တရားဝရခရိုင်တရင်သုံးနောက်ဆွေရနှင့်တခွင်းနေတရားဝရခရိုင်ပါကဖာအွှေနှမ်းမြင်းလက်ပန်းမြွနဲ့ပါကဖာအထုတိုက်ခိုက်ရေးအဖွဲ့တို့မှတပ်ပေါင်းစုညီကုန်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်။